potassium ဆိုတာကဘလို့အရာမျိုးလဲဒီနေ့မှာကျွန်တော်ဒါကိုဖိပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုတော်တော်များများကမေးပါတယ်ဆရာ potassium ဆိုတာကဘာကိုပြောတာလဲဆရာက potassium နည်းလို့ရှိရင်အန္တရာယ်ရှိတယ် potassium များလို့ရှိရင်လည်းအန္တရာယ်ရှိတယ်အဲ့ potassium ဆိုတာကဘာကိုပြောတာလဲဆိုပြီးတော့ကျွန်တော်ကိုခဏခဏမေးကြပါတယ်ဒီနေ့မှာကျွန်တော်အဲ့ဒါကိုအသေးစိတ်ဖြေပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ရှင်းပါဆိုလို့ရှိရင်ကျွန်တော်က potassium များလို့ရှိရင်အန္တရာယ်ရှိကြောင်းနဲ့ potassium နည်းလို့ရှိရင်အန္တရာယ်ရှိကြောင်းကိုလည်းပြပြစစုံဗီဒီယိုဖိုင်လေးတွေနဲ့ပြပြပေးထားတာပါတယ်။နောက်နောက်ကြည့်လို့ရပါတယ်။ အဲ့တော့ potassium ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ mineral electrolyte ဖြစ်ပါတယ်ဓာတ်ပစ္စည်းတစ်ခုဖြစ်ပါတယ်သူကခန္ဓာကိုယ်မှာတော်တော်များများနေရာမှာပါဝင်တယ်ဟုတ်ပြီအဲ့တော့ဘာတွေပါဝင်လဲဆိုလို့ရှင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရေးတွေကို မျှခြေဖြစ်အောင်ထိမ့်မိပါတယ်ဒါပြင်မှာအာယုံကျောစနစ်တွေကောင်းမွန်ဖို့အတွက်ထောက်ပံ့ပေးတယ်ပြီးလို့ရှင်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေညစ်တဲ့နေရာမှာလည်းပဲသူကထောက်ပံ့ပေးပါတယ် နှလုံးကြွက်သားညှစ်တဲ့နေရာမှာလည်းပါဝင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရှေ့မှာပြောခဲ့တယ်ပိုတက်ဆီယမ်နည်းလို့ရှိရင်နှလုံးရက်တယ်ဆိုတာကဒါကိုပြောတာဖြစ်ပါတယ်။ပိုတက်ဆီယမ်နည်းသွားတဲ့အခါမှာနှလုံးကြွက်သားကကောင်းကောင်းမညှစ်နိုင်တော့ဘဲနဲ့နှလုံးရက်သွားတာမျိုးဖြစ်တတ်ပါတယ်။ဒါအပြင်ဟိုမှာသူကဆိုဒီယမ်နဲ့မျှခြေဖြစ်အောင် ထိမ့်ပြီးတော့ခနာကူမှာရှိတဲ့သွေးပောင်ချိန်ကိုလည်းထိမ့်ညီပေးပါတယ်။ဒါပြေုံမှခနာကူမှာကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီဓာတ်ကို မက်တာဘောလစင်ခြေဖြတ်ဖို့အတွက်ကူညီပေးတယ်။ပြီးတဲ့အခါမှာပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ကိုတိစောက်တဲ့နေရာမှာလည်းပဲကူညီပေးပါတယ်။ပိုတက်ဆီယမ်ပေါ်ကျွေးသွားတဲ့အစားအစာတွေကကြာတော့ငပြောသည်၊လိမ္မော်သည်၊အာလူး၊ဘရိုကိုလီ၊ထောဘတ်သည်၊ပယ်မျိုးမျိုး၊ဒိန်ချင်၊နွားနို၊ဆယ်မွန်နဲ့အတူနာကဒီလိုအစားအစာတွေမှာပိုတက်ဆီယမ်ပေါ်ကျွေးသွားစွာ ပေါဝင်ပါတယ်တကယ်လို့ဆီယံဝန်ကပိုတက်ဆီယံများများစားဖို့လိုတယ်ပြောလာပြီဆိုလို့ရှိရင်တော့ဒီအစားအစာတွေကိုများများစားပေးလို့ရပါတယ်ပိုတက်ဆီယံကပုံမှန်လူတစ်ယောက်အတွက်ကိုတစ်နေ့ကိုဘယ်လောက်လိုအပ်တယ်လဲဆိုလို့ရှိရင်ပုံမှန်အရွယ်ရောက်ပြီးသားလူတစ်ယောက်အတွက်ကိုတစ်နေ့တာအတွက်2600ကနေပြီးတော့3400 mg လိုအပ်ပါတယ်။ဒါကတနစ်တာလိုအပ်တဲ့ပမာဏဖြစ်ပါတယ်။ဒါသည်ကိုယ့်ရဲ့အသက်အရွယ် ကြားမပေါ်မူတည်ပြီးတော့အနေငယ်ကွဲပြားနိုင်ပါတယ်အရွေရောက်ပြီးသားလူတွေအတွက်လိုအပ်ချက်ဖြစ်ပါတယ်တကယ်လို့သင်ကပိုတက်ဆီယမ်နည်းနေပြီဆိုလို့ရှိရင်တော့အခုကျွန်တော်ပြောပြမယ့်လက္ခဏာတွေပြသမှာဖြစ်ပါတယ်ကြွသားအားနည်းတာကြွက်တက်တာဖြစ်နိုင်တယ်အားမရှိတာဖြစ်နိုင်တယ်ဝမ်းထုတ်တာဖြစ်နိုင်တယ်နှလုံးခုန်မမှန်တာဖြစ်နိုင်တယ်ထုံတာကျင်တာဖြစ်နိုင်ပါတယ်တကယ်လို့ပိုတက်ဆီယမ်များနေပြီဆိုလို့ရှိရင်တော့ပြုတ်ရအန်တာဖြစ်နိုင်တယ်အားမရှိတာဖြစ်နိုင်တယ် နှလုံးခုန်နှေးတာနှလုံးခုန်မမှန်တာဖြစ်နိုင်တယ်။သို့မဟုတ်ရင်ပတ်အောက်တာ ရင်တုံတာဒါမျိုးတွေဖြစ်နိုင်ပါတယ်။ဒီ potassium နည်းတာနဲ့ပတ်သက်ပြီးများနဲ့ပတ်သက်ပြီးတော့အသေးစိတ်တွေကိုကျွန်တော်ကဒီဗီဒီယိုလေးမှာမပြောပြတော့ပါဘူး။ရှိမှကျွန်တော်တင်ပြထားတာရှိပါတယ်။ဝင်ရောက်ပြီးတော့ကြည့်ရှုနားထောင်လို့ရပါတယ်။ဒါလို့ဆိုလို့ရှိရင် potassium ဆိုတာကဘယ်လိုမျိုးအရာဆိုတာကိုကျွန်တော်ပြပြရတဲ့ကြောင့်သိရှိသားပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကအကျိုးရှိမယ်လို့ ်ထင်ပါတယ်သိချင်တာရှိရင်ကွန်မန့်မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်